ားလုံးပဲမင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့အနီးရခိုင်တက်တော် AA ရောက်ရှိလာပြီနေပြီးတော့တဝက်အေးပေါ်အခြေအနေပုံမတင်းမာလာပြီဆိုတဲ့သတင်းတွေပေါ်ထွက်လာနေပါတယ်အချိန်ချင်းမြန်မာစစ်တပ်ကိုစွန့်အားကြီးမားစွာတိုက်ခိုက်နိုင်ခဲ့တဲ့ရခိုင်တက်မတော် American Army AA ဟာယခုအခါမှာနေပြီးတော့နားတို့တိုက်ရိုက်ရောက်ရှိလာပြီဆိုတဲ့အချက်တွေသတင်းဌာနတွေနဲ့ဒေသခံတွေထံမှသတင်းများထွက်ပေါ်လာနေကြပါတယ် အစောပိုင်းကတော့ရက်ခိုင်ဒေသနဲ့အင်းတော်ချင်းပြည်နယ်တဝိုင်းမှာသာတိုက်ပွဲများဖြစ်ပေါ်ခဲ့တယ်လို့နောက်ပိုင်းမှာတက်မဟာအမျိုးမျိုးကိုတဖြည်းဖြည်းချဲ့ထွင်သွားပြီးအခုအချိန်မှာစစ်ရေးစွမ်းအားတွေကိုအမျိုးမျိုးသောဧရိယာများသို့တိုးချဲ့လာနိုင်ခဲ့ကြောင်းလုံခြုံရေးကဏ္ဍတွေကခံမှန်းထားကြပါတယ်။တိုင်းဒေသကြီးအမျိုးမျိုးမှာတိုက်ပွဲတွေဖြစ်ပေါ်နေစဉ်အေအေတပ်သားတွေကိုနေပြီးတော့အနီးနားတဝိုက်တွေ့မြင်ခဲ့ကြောင်းဒေသခံများကပြောဆိုကြပါတယ်။ အဆိုပါတရင်အယောင် AA တက်ဟာနေပြည်တော်နဲ့ပတ်ဝန်းကျင်လုံခြုံရေးအဆင့်တွေကိုစမ်းသပ်နေတယ်လို့အချို့လမ်းကြောင်းတွေမှာစစ်ရင်များရက်တန့်စစ်ဆေးမှုတွေကိုပါတွေ့မြင်ခံရကြောင်းဆိုထားပါတယ်။ထို့အခြေအနေကြောင့်နေပြည်တော်တော်ဝိုက်မှာအစိုးရတပ်ဖက်ကစစ်ရင်များလက်နက်ကြီးများထပ်မံတင်သွင်းနေသည့်အခြေအနေများလည်းဖော်ပြထားပါတယ်။နိုင်ငံရေးအကောင့်ထဲဖော်သူများထံမှလည်းဤတရင်အပေါ်ထိရောက်မှုကိုအလေးထားစွာထောက်ပြနေကြတယ်။နေပြည်တော်ဟာစစ်အုပ်ချုပ်ရေးအစိုးရရဲ့အကြီးအကဲဗဟိုအခြေစိုက်ရာဖြစ်တဲ့အတွက် တိုက်ရိုက်ထိခိုက်လာမည်ဆိုရင်စစ်အာဏာရှင်အတွက်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဟုဆိုကြပါရယ်။သတင်းအရအခုအချိန်အထိနေပြည်တော်အတွင်းတိုက်ပွဲတိုက်ရိုက်မဖြစ်သေးပေမယ့်လုံခြုံရေးတင်းမာမှုကြောင့်ပြည်သူအများအန္တရာယ်ခံရမည်အခြေအနေဖြစ်နိုင်ကြောင်းသတိပေးနေကြပါရယ်။တချို့ဒေသခံတွေကတော့လုံခြုံရေးအတွက်အိမ်တွေထဲမနေနိုင်တဲ့ဖြင့်အနီးအနားရွာများသို့ထွက်ပြေးထားကြောင်းသတင်းများထပ်မံထွက်ပေါ်နေပါရယ်။နောက်ထပ်တိကျတဲ့အချက်အလက်များကိုသတင်းဌာနတွေကစောင့်ကြည့်နေဆဲဖြစ်ပြီးအခြေအနေဟာနေ့စဉ်အခြေအနေအလိုက် တဖြည်းဖြည်းတိုးတက်လာနိုင်တယ်ဟုခန့်မှန်းကြပါတယ်။ဆက်လက်ပြီးစကိုင်းမြို့ပေါ်ရက်ွက်များနှင့်စစ်ရှောင်များနေထိုင်သောဘုံကြီးเจ้าကိုစစ်တပ်ကယနေ့ညပိုင်းတွင်တနက်ပြစ်ဖောက်၍ဝင်ရောက်စီးနှင်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရက်ွက်များနှင့်စစ်ရှောင်များနေထိုင်သောဘုံကြီးเจ้าကိုအကြမ်းဖက်စစ်တပ်ကယနေ့ညနေပိုင်းတွင်တနက်ပြစ်ဖောက်၍ဝင်ရောက်စီးနှင်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းတပွိုင်းဆော့ဝက်လက်မန္တလေးမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့စက်တင်ဘာလ29ရက်နေ့ညနေ6နာရီခန့်ကစတင်ပြီးအကြံဖက်စစ်တပ်ကစကိုင်းမြို့ပေါ်ရှိချင်းစုရက်ကွက်နေအိမ်မြဝတီရက်ကွက်တို့ကိုတနက်များပြစ်ပေါက်ကဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်စကိုင်းမြို့တာယူကြီးအနောက်ခြမ်းဘောကာရံ ငါးတက်ကြီးနဲ့ဘောကတောင်မြောက်ရက်တို့ကိုလည်းအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်ခဲ့ပြီးတနက်များပြစ်ပေါက်ကလူငယ်များကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်သားများသည့်စကိုင်းမြို့အနောက်တားရက်ရှိစစ်ဘေးရှောင်ပြည်သူများနေထိုင်သောဖုံကြီးကျောင်းတစ်ကျောင်းကိုလည်းဝင်ရောက်စီးနှင်ခဲ့ပြီးကျောင်းထိုင်ဖုံကြီးကိုစစ်ရှောင်တွေကိုဝင်ပြီးအာမခံမဏီနဲ့စစ်ရှောင်တွေရှိတဲ့ကျောင်းလေးဝင်ဆွဲရင်ဆွဲမှာဟုပြောဆိုသွားကြောင်းသိရပါတယ်။ စစ်ကွေးတွေကမြို့ပေါ်နေရာအနှံ့ကိုတနက်တွေပစ်ပေါက်ပြီးပေါ်တာဝင်ဆွဲတောင်လူငယ်တွေပနက်ဦးလောက်ဖမ်းဆီးခံရမလဲဆိုတာတော့အတိမပြုနိုင်သေးဘူး။ယခုမြို့ပေါ်မှာလည်းပြည်သူတွေကကြောက်လန့်နေကြရတယ်။ကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေပါတယ်ဟု The Voice of Wallet မန္တလေးမှတာဝန်ရှိသူကပြောဆိုပါတယ်။လက်ရှိချိန်ထိပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်အရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေ။အကြံဖက်စစ်သားများနဲ့ပြူစော့တီများကစကိုင်းမြို့အနှံ့တွင် AC ကားများဖြင့်လှည့်လည်နေကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးငဖဲမြို့နယ်ခိုးကြီးရွာစစ်တပ်စခန်းကိုအေးအေးသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေတိုင်းငဖဲမြို့နယ်ဂုတ်ကြီးကျွရွာရှိစစ်တပ်စခန်းကိုအရကတပ်တော်အေးအေးကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။စက်တင်ဘာ28ရက်တွင်ရင်းတပ်စခန်းကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးယနေ့စက်တင်ဘာ29ရက်မွန်းလွဲပိုင်းအထိစစ်တပ်ကခွိုင်းတွဲလျင်ဖြင့်ဒီကြောင်တိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ခိုးကြီးစခန်းကိုအေးအေးသိမ်းလိုက်ပြီးလို့မနေ့ညနေပိုင်းမှာကြာရပါတယ်။ဘယ်ချိန်ကသိမ်းပြီးဘလောက်ကြာအောင်တိုက်ခိုက်ခဲ့ရတယ်လဲဆိုတာတော့အသေးစိတ်မသိဘူး။ ပွဲဖြစ်တန်ကြတာတော့ဒီနေ့နဲ့ဆို၃ရက်ရှိပြီခုလဲတိုက်ပွဲဖြစ်နေတော့ပဲစစ်တပ်ကပြန်ထိုးနေတယ်ဟုငပ်ဖဲမြို့နယ်ရှိစစ်ရေးတရင်ချင်းမြစ်ကတရင်ဌာနကိုပြောပါတယ်ခုတ်ကြီးကြီးရွာသည်အံပဒန်လန်တစ်ပေါ်တွင်တည်ရှိပြီးရင်းရွာ၏အရှိတောင်ဘက်ရှမ်းရှိတောင်ကုန်းပေါ်တွင်စစ်တပ်ကလက်နက်ကြီးအထိုင်ချကပစ်ကူပေးနေကြောင်းသိရပါတယ်ခုတ်ကြီးဘက်ကရဲမိသားစုတွေအကုန်ဖတ်ပြေးနေကြပြီးဘယ်ပြေးလဲတော့မပြောတတ်ဘူးလေးချောင်းပစ်တာရောလက်နက်ကြီးပစ်တာရောတရက်ဆက်ပင်တနေ့ကလေးကတစ်ချိန်လုံးပစ်နေတာညတကောင်လောက်ပဲနှားတယ် ခုတော့လက်နက်ကြီးပစ်တံနဲ့ပြန်ငိန်သွားပြီဟု၎င်းကရှင်းနေမိုးလွင်ထနိုင်လိုက်ပြောပါရယ်ဘုတ်ကြီးကြေးရွာသည်ဗဒံမျိုးနှင့်ဆယ်မိုင်ခန့်အကွာ၌တည်ရှိပြီးအင်ချေ80ခန့်ရှိကရှင်းလူမျိုးများအများဆုံးနေထိုင်ကြသည်မြဖဲမျိုးပေါ်နေဆိုလျင်28မိုင်ခန့်ကွာဝေးပြီးအမတ်ဆက်လီကောက်ွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ14နှင့်လည်း24မိုင်ခန့်ကွာဝေးကြောင်းသိရသည်ရှင်းစကန်းကိုတိမ်ပိုက်နိုင်မှုနဲ့ပတ်သက်ပြီးအာရကတက်တော် EE ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ ဆက်လက်ပြီးတအောင်တက်ကမျိုးတွေကိုလက်လွတ်နေရတဲ့အကြောင်းရင်းကိုကြေညာကန်ကြည့်ခြင်းညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့ကဥဆောင်ဖော်ဆောင်တဲ့2029ခုနှစ်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းမှာအောင်မြင်မှုရယူနိုင်ခဲ့ပြီးမျိုးပေါင်း၁၂မျိုးတင်ဖိုက်နိုင်ခဲ့တဲ့တအောင်တက် TNL ဟာလက်ရှိမှာတော့အဲသိမ့်ဖိုက်ထားတဲ့မျိုး၁၂မျိုးတွေကနောက်ချိုမျိုးကိုလက်လွတ်ထားရပြီးကြောင်မဲမျိုးကိုလည်းလက်လွတ်ထားရနိုင်တဲ့အနေအထားကိုရောက်ရှိလာနေပါတယ်။ တောင်းတက်အနေနဲ့စစ်ကောင်စီတပ်ရဲ့ထိုးစစ်မှာမျိုးတွေကိုပြန်လည်လွတ်ထားရတဲ့အကြောင်းရင်းမှာတရုတ်ပြည်အားနဲ့အတူဝါတက်ရဲ့လက်နက်ကူညီထောက်ပံ့မှုတွေရပ်တန့်သွားခြင်းဆိုတဲ့အကြောင်းအရာတွေပါသလိုနောက်ကွယ်ကများစွာသောအကြောင်းအရာတွေရှိလို့နေပါတယ်။ TNL အပေါ်တရုတ်ရဲ့ဖီအားလွန်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာ28ရက်နေ့မှာစတင်ခဲ့တဲ့2023စစ်စင်ရေးဟာရပ်ပေါင်း89ရက်အကြာ2024ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာတရုတ်ဖီအားပေးမှုနဲ့ဟိုင်ကင်သဘောတူညီချက်လက်မှတ်ကိုရေးထိုးလိုက်ပြီးအပြစ်ခတ်ရက်စေခဲ့ကြပါတယ် ဒါပေမဲ့အဲ့ဒီအပြစ်ခက်ရည်စင်းမှုဟာကြာရှည်မခံဘဲ2024ခုနှစ်ဇွန်လ25ရက်နေ့မှာ2029စစ်စင်ရင်ဒုတိယပိုင်းဖြစ်စစ်စင်ရထမှန်ပေါ်ပေါက်ခဲ့ပြီးအဲ့တိုက်ပွဲတိုက်နေစဉ်အတွင်းမှာလည်းတရုတ်ကညီနောင်သုံးဖွဲ့ကိုခေါ်ယူဖိအားပေးခဲ့ပြီးတိုက်ပွဲရပ်တန့်ဖို့ပထမလိုင်းထက်ပိုမိုကြီးမားတဲ့ဖိအားကိုပေးခဲ့ပါတယ်။အဖိအားနဲ့မှာ UWS ထိန်းချုပ်ဒေသကနေညီနောင်သုံးဖွဲ့နဲ့နေနေထိစပ်နေတဲ့တရုတ်နယ်စပ်ခိတ်တွေကိုလည်းတရုတ်ကပိတ်ပင်ထားခဲ့ပါတယ်။ အဲ့ဒီဖီယာနဲ့အတူကိုကန့်တက်ဟာစစ်ကောင်စီနဲ့အပြစ်ရရပြီးလာရှိုးမြို့ကိုလည်းစစ်ကောင်စီတံပြန်လွှဲပေးခဲ့ရပါတယ်။တရုတ်ကကိုကန့်တက်ကောင်းဆောင်တွေကိုဖမ်းဆီးထားရုံမကတရုတ်ဘက်ကနေစီးဆင်းနေတဲ့ကိုကန့်တက်ရဲ့ငွေတွေကိုထိန်းချုပ်လိုက်တဲ့အပြင်တအောင်တပ်ဘက်ကလည်းမြေအမျိုးမျိုးနဲ့ဖီအားပေးနေခဲ့ပါတယ်။ ဆက်လက်ပြီးပူလောမြို့နယ်တောင်ရကမ်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။တနင်္လာနေ့တိုင်းပူလောမြို့နယ်တောင်ရကမ်းရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်း KNL တပ်မဟာလီအထူးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းထဏာကိုပြောကြားပါတယ်။ စက်တင်ဘာလ26ရက်နေ့နနက်9:20မိနစ်ခန့်တွင်တမိုင်တောင်စခန်းမှဆုံးခွာထွက်ပြေးသွားသောအကြမ်းဖက်စစ်သားများသည်တောင်ယာကန်ကြီးရွာတွင်တပ်ဆွဲထားသောကြောင့် KNL အထူးတပ်ဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။တောင်ယာကန်ရွာတွင်တပ်ဆွဲထားသောစစ်တပ်ကကြီးရွာတွင်ရှိပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်း၊မွေးမြူထားသောတရိတ်ဆန်များကိုခိုးယူဖမ်းဆီးစားတောက်ခြင်းများပြုလုပ်နေသည့်အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိကပေါ်လန်ရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါတယ်။စစ်ခွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတရိတ်ဆန်တွေကိုတပ်ဖြတ်စားတောက်တာတွေလုံဆောင်နေလို့အမဲချွေလုပ်ငန်းစဉ်ကိုဆက်လက်လုံဆောင်လိုခြင်းကြောင့်တွားရောက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေဘက်ကနှစ်ကောင်သေးပြီးသုံးကောင်ပြင်းထန်ဒဏ်ရာရတယ်။ကျွန်တော်တို့ဘက်ကတဦးတယောက်မျှထိခိုက်ဒဏ်ရာရခြင်းမရှိဘဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု KNL တပ်မဟာလီအထူးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ်ပူလောမြို့ကိုအခြေပြုထားသောစစ်တပ်ကမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများရှိနေပြီးခြေရွာများတွင်ပြည်သူစစ်နှင့်ပြူစော်တီများကိုစုစည်းကာနေနေရှင်းလင်းရေးအနီးတိုက်၍ရွေးကောက်ပွဲအတွက်နေနေစိုးမိုးမှုများရှိရန်ကြိုးစားလာနေကြောင်းတက်တလော့စစ်တပ်ကစစ်ကြောင်းထုံးလာနိုင်သဖြင့်ပြည်သူများအနေဖြင့်သတိဖြင့်နေထိုင်ကြရန်လီချောင်းအနေရနဲ့ဒရုန်းအနေရကိုလည်းသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းပူလောမြို့နယ်ခြေစိုက်တော်လန်ရေးတပ်ဖွဲ့တချို့ကသတိပေးပြောဆိုပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။